ကိုကန်ဒီပလောင်တွေကတရုတ်ရဲ့ဘောစာခံလက်ဝတ်ခံဖြစ်နေတယ်။ဒါကြောင့်မလို့ခင်ဗျားတို့ကကျုံတော်မှာရုံးရုံးကျုံတော်ကနေတစ်ဆင့်ခံကျုံတပောက်တွေဖြစ်နေကြတယ်။မဟုတ်ပါဘူးလို့ပြောနေတယ်ဖြစ်ပြီးဒီမှာဆက်ခွန်နေ။ခင်ဗျားတို့ခင်မင်းနဲ့ခင်ဗျားတို့ဝန်ကြီးအချင်းချင်းခင်ဗျားတို့အတွင်းဝန်ချင်းချင်းလုပ်နေတဲ့ဥစ္စာတွေအရေးယူလား။ကျွန်တော်တန်းစီချပြပြီ။ခင်ဗျားတို့ချိုးပေါင်းနေတဲ့ဥတွေကိုခင်ဗျားတို့အရေးယူ ဟိုင်းချာရမီဘာဘီတူညိုကိုမော်တော်မများအားလုံးပါမင်္ဂလာပါ Newsbeat Channel ကနေမြန်မာကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ၄နေ့ရက်ကျွန်တော် Super Sunday မနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့သလွန်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးချဖို့မြဝဘီတူအားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲသတင်းတို့သတင်းကောင်းလေးတွေအယုံဆုံးကြည့်လိုက်ရအောင်လားပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ကချင်ပြည်နယ်ဘုံမြို့မှာဒေါ်လာရဲ့အွန်လိုင်းလွှင့်ထူဖို့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် အချင်းတွေကမင်းနရဲ့ကစားပြမစိတ်ချိုက်ထိုးစစ်စင်နေပြီလို့သိရတယ်။စခွေးတွေဘက်ကနေပြမလို့ဆရာဆိုလို့လေးချောင်းပဲရှိတယ်။ကျန်တာတောက်လျှောက်ပြိုနေပြီဆိုတော့ပွဲပြေးဖို့ရဲ့ရပိုင်းလိုလို့ပြောရမလားပဲဆိုပြတော့မှကျွန်တော်တို့ဘုံမစေးတရီမင်းကနေပြမပြောဆိုထားတာဖြစ်ပါတယ်။မချမီအောင်ပန်းစင်တော့မဲ့ဘုံတိုက်ပွဲရောက်နေတဲ့အေးတသားတွေကိုဘူချိုထွန်းမင်းနဲ့ကနေပြမဗီဒီယိုခေါ်ခေါ်ပြမအပိစကားပြောကြခဲ့တယ်ဆိုပြတော့မှကချင်း official page ကနေပြတော့မှဖော်ပြထားတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ခုဆိုရင် ကဲရဲ့ပြင်ကျော်တို့အေးကနေပြီးတော့မှလည်းပူပေါင်းပြီးတော့မှတိုက်ခိုက်နေတာပြီးတော့မှမကြာခင်မှာတော့အလုံးမျောလင်းနေတဲ့ဘုံဘုံမျိုးဆိုးလို့ဆိုရဲပါနော်သတင်းကတော့ဒီအပိုင်းထဲမှာပဲကြားရတော့မယ်လို့မျောလင်းရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့မကွေးတိုင်းမြို့တင်နေပြီးတော့လမ်းပိုင်းမှာပြူစော်ထီတွေလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့ပြူစော်ထီကောင်းဆောင်တို့အပေါ်ဝင်ခုနှစ်ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်မြို့တင်နေပြီးတော့လမ်းပိုင်းမှာတိုက်ခိုက်ခဲ့တာပါလိုင်းခက်ခဲကြောင့်အခုမှထုတ်ပြန်ဖြစ်တာသူတို့က မဘာသာသွေးတောက်မင်းမင်းရဲ့လေယုံတွေဆိုတော့နယ်မြေထဲမှာအန်ဒီယာရှိဆုံးပြိုဖွဲ့တွေမို့လို့သူ့ရဲ့လက်ချံပြိုတွေပါဆက်လက်ရှင်းလင်းသွားမှာပါစပရမမြို့တက်မြို့နယ်ပြီးသူကောက်ဝဲဖွဲ့အတောင်ရှိသူတို့ကလည်းပြမပြောဆိုထားတာပဲဖြစ်ပါတယ်သူတို့ဖွဲ့ရဆိုရင်တော့ကျွန်တော်ပေါ့နော်ဒီမှုရဲ့ဆေးတွေပြင်ပြီးသူတွေပေါ်မှာချေချောင်းမှုတွေလည်းစက်တိုက်လို့ဆောင်နေတော့ပဲဖြစ်ပြမကျွန်တော်တို့ဒီတော်လိုင်းမှာဒီနောက်ရှစ်လုံးနိုင်တဲ့အုပ်စုတွေဖြစ်တာအကြောင်းမလို့အခုဆိုရင်ပြူစော်ရီကောင်းဆောင်ဖွင့်ဂျန်နက်သူရဲ့လက်အောင်ငယ်သားတွေကိုလည်းကျွန်တော်တို့တော်လိုင်းတဖို့တွေနဲ့ပြမရှင်းလင်းနိုင်ခဲ့တာပဲဖြစ်ပါတယ် နောက်ဆုံးသတင်းတို့သူဘို့အနေနဲ့ကတော့စကိုင်းတိုင်းမြို့မှုမြို့ပေါ်မှာငွေကြေးသိန်းပေါင်း2600ကျော်တန်ဖိုးရှိတဲ့ရွှေတဲ့ပစ္စည်းတွေကိုဓမြတိုက်လိုက်သူလေးဦးကိုအရှင်ဖန်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဓမြတိုက်လိုက်တဲ့ဆူပရမသတင်းရလို့ရေချောင်းကနေဆောင်ဖမ်းလိုက်တာပါဆောင်ဖမ်းတော့လေးယောက်ကိုအဲ့ဒီမှာလက်နဲ့သုံးလက်နဲ့ဒီရွှေတဲ့ပစ္စည်းတွေနဲ့ဖမ်းမိတယ်။ရွှေရဲ့တန်ဖိုးကတော့သိန်းပေါင်း2600အထိရှိတယ်။သူတို့စီကနေ MA3 နဲ့လက်နဲ့ပစ္စည်းတစ်လက်သိန်းဆက်ရရှိတယ်။ကျွန်တော်တို့ဖန်စီရမိတဲ့သူတွေကတော့ နောက်ဆက်တွဲဘက်သူတွေပါတီနဲ့ဘဲဖွဲ့စည်းကလည်းတော်လိုက်ဘက်ကလားဘဲကလည်းအကုန်လုံးကိုစစ်ဆေးနေပါတယ်။သူတို့စစ်ဆေးရမယ့်တစ်ဆိုင်ရာဖွဲ့စည်းတွေကလည်းပြတော်မှစစ်ခွေးနဲ့ပတ်သက်လာတခြားဘက်သူတွေပါတီလဲဆိုတာကိုစုံစမ်းစစ်ဆေးနေဆက်ဖြစ်ပါတယ်ဆိုပြီးတော့မှမြို့အမှတ်64တရင်ယုံကယုံဖွဲ့မှုကလည်းပြတော်မှပြောဆိုထားတာပါနော်။အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေရဲ့ရွှေစံရုံတွေမြတ်တိုက်ပြီးတော့မှတပြည့်လာကြတဲ့သူစီရိုက်တမလေးဦးပါဆိုတော့တော်လိုက်တဖွဲ့တွေကလည်းပြတော်မှဆောင်ဖမ်းပြတော်မှခုဆိုရယ်ကျွန်တော်တို့ဒီတရားရေးရာအဖွဲ့တွေနဲ့စီရင်မှုတွေ စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြီးတော့မှလုံဆောင်မယ်လို့ကြားသိရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြားမှာကတော့ NUGM တွေလေးရောက်ကနေပြီးတော့မှ note ထွက်လိုက်လို့ဖမ်းဆီးခံခဲ့ရတဲ့ကျွန်တော်တို့ပေါ့နော်ဒီ People Revolution Force 60ကကိုစစ်နိုင်အကြောင်းကိုပြောဆိုထားတဲ့ဆရာလူမျိုးကျော်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဆရာလူမျိုးကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာချစ်လဲရအောင်နော်။ပထမတစ်ခုအနေနဲ့ကိုစိုးနိုင်ကဖမ်းဆီးခြင်းကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တက်ဆိုင်ရာဝန်ကြီးဌာနတွေတက်ဆိုင်ရာဆိုတာကျွန်တော်နဲ့တိဆက်တဲ့သူတွေကိုမေးမြန်းကြည့်တဲ့အခါ စစ်ဥပဒေများချိုးဖောက်လို့ယာယီထိမ့်သိမ့်နေလို့တော့အကြမ်းရင်းသိရပါတယ်။ MOD ရဲ့ကာကွယ်ရေးအတွင်းဝင်ဦးမမောင်ဆွေကလည်းစစ်ဥပဒေများကိုချိုးဖောက်လို့ထိမ့်သိမ့်နေလို့သိရပါတယ်။ပြောထားပါတယ်။စစ်ဥပဒေစစ်စည်းကမ်းလူကိုခင်မူကိုပြင်တယ်လူကိုမုံရင်မူကိုတုံးနေတာဆိုတာမျိုးတွေကတော့မဖြစ်စေချင်ပါဘူး။ကျွန်တော်တို့အတွင်းရေးကိစ္စတွေတော်တော်များများသိပါတယ်။အပြစ်ရှိလို့ဖမ်းတယ်ဆိုရင်ဘယ်ဥပဒေကြောင့်ဖမ်းတာလဲ။အင်း ရတတကြီးဥပဒေလား2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလားဘာဥပဒေနဲ့ဖန်တာလဲဘာပုံပါနဲ့ဖန်တာလဲဘာဝရမ်းနဲ့ဖန်တာလဲမတင်ကားပြီဖန်ရှိခြင်းရင်ခမဲတို့ဖြတ်သိမ်းပါလေဖြတ်သိမ်းလိုက်ပါလေဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008မှာတော့24နှစ်တက်ပို့ပြီးထိမ့်သိမ်းထားခွင့်မရှိပါဘူးအခုဖန်စီထိမ့်သိမ်းခြင်းအခုလက်ရှိကျင့်သုံးနေခြင်းဟာဘာဥပဒေတွေကျင့်သုံးပြီးဘာဥပဒေတွေနဲ့ဖန်ပြီး ။ဘာဥပဒေနဲ့ဆုံးဖြတ်နေတာလဲကိုနံပါတ်1ကျွန်တော်တို့သိချင်ပါတယ်။နံပါတ်2ဖြစ်ချက်တဲ့မှုနဲ့ပတ်သက်ပြီးတရင်ကြီးထုတ်ပြန်တဲ့နေရာမှာတိကျတဲ့အဖြေကိုကာကွယ်အတွင်းဝင်ကတော့မပေးနိုင်ဘူးဆိုရင်ပြည်သူ့ရဲ့ယုံကြည်မှုအင်မတန်ယုံနေလာမယ်။အခြေအနေကိုစက်ခံစားရပါလိမ့်မယ်။အဲ့တော့အမှုဒီအောက်ကထွက်လို့ဖမ်းလာတာ။စစ်ဥပဒေစစ်စည်းကမ်းချိုးပေါက်တယ်ဆိုတာကပါလိမ့်မယ်။ လူခင်မူကိုပြင်းတယ်လူကိုမုံရင်မူကိုတုံးတယ်ဆိုတာမျိုးလားဒီမှာမိသားစုနှစ်လောက်ပြည့်အောင်အတူတူမနေရသေးဘူးခမရတို့တော်လိုင်းရေးလုံးမိတာဗျာကျုပ်ကမတရားခံရပြီဆိုတဲ့အတွေးမျိုးတော်လိုင်းသမားတွေနဲ့ပြည်သူလူအတွေးတဲ့ဝင်လာရင်ခမရတို့လုံးရက်တွေ့ကြောင်းတော်လိုင်းရေးပါရှုံးရလိမ့်မယ်တော်ဒီလိုပဲတည့်တယ်ပြောလိုက်တော့ကျုပ်ကိစ္စတွေမပြောချင်ဘူးဗျာနော်တော်တော်ထင်းထင်းတိတ်တိတ်နေပါ တော်လိုင်းရေးပေါ်ယုံကြည်မှုပြက်အောင်ခင်ဗျားတို့တစုပစည်းတည်းမြင်ညာလုံနေကြတာလားခင်ဗျားတို့ခင်မင်းနဲ့ခင်ဗျားတို့ဝင်ကြီးအချင်းချင်းခင်ဗျားတို့အတွင်းဝင်အချင်းချင်းလုံနေတဲ့ဥစ္စာတွေအရေးယူမလားကျွန်တော်တက်စီချပြပြီးပြီခင်ဗျားတို့ချိုးပေါက်နေတဲ့ဥပဒေကိုခင်ဗျားတို့အရေးယူပြီးမလား MOD နိုင်ငံတော်တမရနေတကွာအစိုးရအဖွဲ့တကူလုံးကိုကျွန်တော်ဒီနေရာကပေးခြင်းဖြစ်ပါတယ်အင်းအားကြီးတိုင်းတနက်အရသာတီးပြီးဟိုတကာကလည်းစည်ရေးချုပ်တာစစ်ထောက်ချုပ်တာ သူဖွင့်ထားတယ်ပါလေဟော့ပေါ်ဆိုင်မှာရံဖြစ်လို့ဖမ်းတယ်ဗျာဒီမှာဆရာလူမျက်ကျော်ပြောထားတဲ့အရာကတော့ကျွန်တော်ပေါ့နော်ကြောက်ဆယ်ကဒီ people revolution force ကကျွန်တော်ကိုစစ်နေရဆိုတော့ NUGMO လေးလည်းကောင်းနေပြီတော့မှသူတို့ဖွင့်နေတဲ့ note ထွက်တယ်ဆိုပြီးတော့မှစာသင်ပြီးတဲ့နောက်ပိုင်းမှာဒီကျွန်တော်တို့ MOD လက်ကတရင်တွေကနေပြီးတော့ဖန်ဆီးသွားတယ်ဆိုပြီးတော့မှတရင်ရရှိထားလို့ပေါ့နော်အဲ့ဒီကျွန်တော်နဲ့ပတ်သက်ပြီးတော့မှ data လေးရှင်းပြထားတာဖြစ်ပါတယ်ကိုစစ်နိုင်ရဲ့မိမကနေပြီးတော့မှလည်းသူ့ယောက်ျားချင်းနေနဲ့ပတ်သက်ပြီးတော့မှ ခုချိန်မှာတော့မေးမြန်းမှုတွေလို့ဆောင်နေတော့မှဖြစ်ပြီးတော့မှကျွန်တော်တို့ NUG ဘက်ကအနေနဲ့ဘယ်လိုမျိုးအကြောင်းအရာတွေနဲ့ဖန်ဆီးရဲဆိုတာတော့အခုချိန်ထိပေါ့နော်ကကနာနာမတိရသေးဘူးလို့ပြောမှာပဲဖြစ်ပါတယ် NUG MOD လက်အောက်ကတရင်တွေအနေနဲ့အခုချိန်ထိဒီသူကတကယ်ပဲပေါ့နော်စီဝရီတွေကိုချိုးပေါက်ပြီးတော့မှလုံဆောင်ခဲ့လို့အခုလိုမျိုးဖန်ဆီးခံရတာလားဆိုတာကိုတေချာလေးကိုရှင်းပြဖို့လိုနေတာဖြစ်ပြီးတော့အခုလိုမျိုးကျွန်တော်တို့ ပြည်သူတွေမချပြပန်းနဲ့ဒီတိုင်းကျဲလို့ဆောင်နေတဲ့အဖွဲ့တွေကလည်းများစွာရှိနေတာမို့လို့ကျွန်တော်တို့ပြည်သူတွေနဲ့တော်လိုက်တဖို့နေကြတဲ့မှာစုဝန်ကွမှုတွေမပြအောင်အခုကလေးကရှင်းတင်နေတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ကတော့ကျွန်တော်အခုဆိုရင်စစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတဖို့ဝင်နေရတယ်ပြီးတော့မှမိုးပြမြို့မှာတော်လိုက်တဖို့ဝင်နေတဲ့သူတပ်ဖွဲ့တွေဖြစ်ပေါ်နေလို့ကျွန်တော်တော်လိုက်ရရန်ပုံဝေလွယ်မှုတွေရှိနေတယ်ဆိုတဲ့အကြောင်းကိုကိုယ်စွဲနေပြီးတော့မှပေါ့နော်။တိုက်တွန်းပြောကြားထားတဲ့ဟာလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်။ မိုးပြဲမိုးပြဲဖေကုံဒေတာကိုစစ်ကောင်စီကအမစစ်ကြောင်းထိုးနေတာပေါ့အဲ့တော့ကျွန်တော်တို့ပြည်ပြည်နယ်မှာဆိုရင်လည်းဒါကွန်ကရစ်ဒေါနာတောင်ကျောပေါ်မှာစစ်ကောင်စီကဒီအောင်စရာစစ်ကြောင်းဆိုတဲ့နိုင်ငံတော်အအဆင်သူတို့ပြောတဲ့နိုင်ငံတော်အဆင်ပေါ့ဗျာဒီဘူးဝင်းကိုယ်တိုင်ဦးဆောင်ပြီးတော့မှာစစ်ကြောင်းထိုးနေတာအဲကျွန်တော်တို့ဆိုရင်တနစ်ကျော်သွားပြီပေါ့နော်အဲ့ကျွန်တော်တို့တနစ်တော့တည်းမှာကျွန်တော်တို့ဘယ်တော့ဖြစ်ရင်ဆိုင်ဖြစ်ရှင်းခဲ့ရလဲဆိုတဲ့ပြဿနာပေါင်းများများစွာရှိတယ်အခုဆိုရင်လည်းမိုးပြဖေကုံဒေတာကိုစစ်ကောင်စီကမိုးပြဖေကုံဒေတာဆိုတာနေပြည်တော်နဲ့နီးတဲ့ဒေတာဖြစ်တယ်ပေါ့နော် အဲ့တော့ထိုးဖောက်ဝင်နေပြီးတော့ထိုးဖောက်ဝင်ရောက်နိုင်တဲ့အနေအထားရှိတယ်ပေါ့အဲ့တော့မိုးပြက်ဖက်ကုန်ဒေသမှာရှိတဲ့ PDF တရင်တွေကိုစစ်ကောင်စီကထိုးစစ်ဆင်နေတာအခုဆို၄လကျော်ဖြစ်နေပြီသူတို့လည်းအအပြင်းထန်ခုခံကာကွယ်နေရင်ကနေပြီးတော့မှခံခံစစ်ကနေပြီးတော့မှတံပြန်တိုက်စစ်ထိုးနိုင်မှုအတွက်သူတို့ပြင်ဆင်နေတာတွေရှိတယ်အဲ့ဒီကမှအိုးချုံထောက်ပံ့အတွက်သူတို့ကားလုံနေတယ်ဆိုတာတကယ်လို့လိုအပ်ချက်ကြီးမှတဲ့ ြဿနာတရက်ကိုကျွန်တော်တို့လူငယ်တွေဝိုင်းပြီးတော့မှဖြေရှင်းနေတာဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ပြည်သူတွေကလည်းဒီပြဿနာတရက်ကိုဝိုင်းပြီးတော့မှဖြေရှင်းပေးဖို့ကျွန်တော်အဲလို့ဆိုပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်အဲကျွန်တော်ကျွန်တော်အကောင့်ကနေပြီးတော့မှကျွန်တော်တောင်းတောင်းရုံသတိထားမိကြမှာပါကျွန်တော်လိုက်လွင့်ခဲပါတယ်အဲဒါကျွန်တော်အကောင့်ကလိုက်မလွင့်ဘူးဆိုတာကလည်းကျွန်တော်ဟို personal အရတိတ်ကိုတိတ်နေတဲ့ဘွဲကိစ္စတော့မှ personal အရဆိုကျွန်တော် ိုပုံရိပ်တိဆောက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်မှာကြောက်လို့ကျွန်တော်တိတ်မလုပ်ဘူးပေါ့နော်အခုကဒါမိုးပြက်ဖဲဖဲကုန်ဒေသမှာကျွန်တော်အကောင့်မှာလည်း follower တွေလည်းများတယ်ဆိုတော့ကျွန်တော်ကောင့်ကနေပြီးတော့မှအကျိုးထူးလေးများဖြစ်စေမလားဆိုပြီးတော့မှကျွန်တော် live ဝင်ပြီးတော့မှရေမုံငွေဝိုင်းရှာနေတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဟိုအင်နဲ့အားနဲ့ပါဝင်ပေးကြဖို့အဲကျွန်တော်နှိုးဆော်မှုတစ်ခုဟာဒီမိုးပြက်ဖဲကုန်ဒေသမှာရှိတဲ့ဒီမိုးပြက်ကြွေးကြူ PD ရဲ့တပွဲရစက်အားတကြွမှုတစ်ခုဖြစ်စေဖို့ကျွန်တော်ရည်မှန်းပြီးတော့မှဒီဟာကိုလုပ်နေတာပေါ့ကျွန်တော်တို့ PD ရဲ့တွေက ်အခုရန်သူတိုက်ခိုက်လာတာ၃နှစ်၃မိုးမကတော့၄နှစ်၄မိုး၅နှစ်၅မိုးတော့ပြည့်တော့မယ်ပေါ့နော်အဲ့ဒီမှာရဲဘော်တွေရဲ့စိတ်ကြမ်းမာရေးကောင်းဖို့ဆိုတာတော်တော်လိုအပ်တဲ့အချက်ထဲမှာပါတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မို့ဟိုဒီဒီရင်ဆိုင်နေရတဲ့ညီလေးတွေတို့လိုအပ်ချက်ကိုပြည့်သွားတဲ့အခါတို့စိတ်ကရန်သူတိုက်ခိုက်ရတာမပင်မဲမဲနဲ့နှစ်ဆတိုးတက်လာဖို့အထိကျွန်တော်ရည်စူးပြီးတော့မှဒီဟာကိုကျွန်တော်ဝိုင်းလုပ်ပေးနေတာဖြစ်ပါတယ်ပေါ့နော်အဖြစ်လို့လဲကျွန်တော်တက်မှာရှိတဲ့ရဲဘော်တွေလည်းဒီလိုခက်ခဲမျိုးကိုကြုံနေရတာလည်းရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကိုချင်းစာလို့ အဲကျွန်တော်ဝိုင်းပြီးတော့မှဒါဝိုင်းလုတ်ပေးနေတာဗောနော်ဝိုင်းပြီးနှိုးစော်ပေးနေတာဗောနော်ဒါတော့ဗောနော်ကိုဇော်ကနေပြန်မှာဟုတ်ဆိုရင်ကျွန်တော်တို့ movie မှာတိုက်ပွဲဝင်နေတဲ့ movie PDF တွေကိုဒီကားသစီးပေါဝင်ချန်နဲ့သူတို့လွှတ်နေတဲ့အကူအညီထောက်ပံ့မှုတွေရှိနေတဲ့အတွက်ကြောင့်မလို့ပြည်သူတွေဘက်ကနေပြန်မှာဝိုင်းဝန်းကူညီပေးချဖို့ဗောနော်တိုက်တွန်းပြောကြားထားတဲ့အရာပဲဖြစ်ပါတယ်အားလုံးလက်တီးထားတဲ့အတိုင်းနေပြီးတော့ကျွန်တော်တို့အနေနဲ့ကြည့်တဲ့နိုင်ဖို့ဝိုင်းဝန်းကြိုးစားနေတဲ့အချိန်မှာမူပြက်ဖဲခုံတဝိုက်မှာဆိုတော့အခုဆိုရင်စစ်ကောင်စီနေနဲ့စစ်ချောင်းထိုးမှုတွေစတိုင်လုဆောင်နေတော့မဖြစ်ပြမှာတော်လိုက်တဲ့ဖို့ဝင်နေပြမှာ ဒီအချိန်မှာတော်တော်လေးကိုတက်ပွဲတွေပြန်ပြီးတော့မထိုးစစ်စင်တက်ခိုင်းနေတယ်လို့ကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်ဒီမိုဘက်ဖေခုံ PDF ရဲ့ကျွန်တော်ဒီ Facebook page နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီဗီဒီယိုရဲ့ပေါ့နော် description မှာချပေးထားမှာဖြစ်ပါတယ်အားလုံးပဲကိုသက်နေဘက်ကနေဝယ်ဝယ်ကူညီပေးချဖို့ကျွန်တော်တို့ကနေထပ်ပြီးတော့မှအတိအပေးပြောလို့ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့စစ်ကောင်စီတပ်တွေမှာတော်တော်လေးကိုထိနှိုက်ကြတောင်းချမှုတွေလှုပ်ဆောင်နေတဲ့စစ်ကောင်စီရဲ့တပ်ခွဲမှုကြောင့်တင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် မင်္ဂလာပါရှင်ဒီကောက်မှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ထားပါရခွဲ925ကစစ်တီတဝီတာပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ကျွန်တော်ကရှမ်းပြည်နယ်အစီပိုင်းအမှတ်925ထောက်ပံ့နေပို့ဆောင်ရေးတက်ခွဲကစစ်တီတဝီဖြစ်ပါတယ်တက်ခွဲမှုပုံမှုမင်းခေါင်နဲ့တက်ရေးဖို့ကြီးအောင်မိုးဦးတို့ဟာနှစ်ယောက်ပေါင်းပြီးခွင့်မဲ့ဖြစ်နေတဲ့စစ်တီတွေကိုတရားဝင်ခွင့်မဲ့မတင်မဲ့စည်ရင်းလိုင်ပြီးထုတ်စားနေကြပါတယ်ဒါပေမဲ့ငွေသားများရဲ့တင်ပြချက်တွေကိုတော့အရေးတယူမဆောက်ရွက်ပေးကြပါဘူး ဘုံမူးမင်းခေါင်ဟာလေးဖြတ်နေတာကြောင့်ရုံးကိုတပတ်တရက်တောင်မတက်ပါဘူး။ဒါပေမဲ့ဆေးကလိုက်တဲ့စစ်တီတွေကိုတော့ဆေးရုံကပြန်လာရင်တက်တွေးအချုပ်ထဲထည့်ပါလိမ့်။စစ်တီတွေအနေနဲ့ဆေးကလိုက်ဖို့တောင်မလိုက်ရဲချပါဘူး။စစ်စီကနဲ့မညီပဲတက်တွေးအချုပ်ထဲထည့်တာ73ရောက်အထိရှိပါလိမ့်။စစ်တီလူပြိုဆောင်မှာတုံးဦးတောင်ရှိပါလိမ့်။တော်လို့များနေပြီနော်။တမူးနဲ့တရေးဖို့ကြီးတို့ဟာအယက်နဲ့ထွက်တယ်ဆိုတဲ့ကောင်းစင်နဲ့စစ်တီတွေကိုအချုပ်ထဲထည့်ပါလိမ့်။အခုထိအဲ့ဒီစစ်တီတွေဟာအချုပ်ထဲကနေမထွက်ရသေးပါဘူး။တချို့က9လ8လရှိပါပြီ အနည်းဆုံး၄လကျော်အထက်အချုပ်ထဲမှာထားပါတယ်။အောက်ခြေစစ်သားတွေမှာဘဝပြီးအခြေအနေမကောင်းလို့အရက်တောက်ပြီးဖြည့်သိမ်းကြရပါမယ်။အရက်တောက်တဲ့အပြင်နဲ့ပဲမိသားစုနဲ့နီးလျက်နဲ့ဝေးနေရပါတယ်လို့စာရေးသားပြပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်ကင်းဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်တီတွေအင်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်စီရင် message box ကနေတစ်စိစာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ဆိုတော့ကျတို့အားလုံးတည်ထားတဲ့တိုင်ပဲစစ်ကောင်စီအနေနဲ့ကတော့သူတို့အချိန်မှာဒီတိုင်းဒီတိုင်းကျဲပြီးတော့မှပေါ့နော်လှုပ်ဆောင်နေတဲ့အရာရှိတွေတောင်မှအရေးမယူနိုင်တော့ဘဲနဲ့အောက်ခြေတသားချင်းချင်းမှကိုပြန်ပြီးတော့မှဖိနေခွဲခြားဆက်ဆံမှုတွေရှိနေတယ်ဆိုတာကျတို့တွေ့ရပဲဖြစ်ပါတယ်ဒီအောက်ခြေစစ်ကောင်စီတသားတွေအနေနဲ့ကတော့ဒီသူတို့ရဲ့ပေါ့နော် မရှိတဲ့လက်စာလေးနဲ့ချွေတာပြီးတော့မှစားတောင်းနေတဲ့အချိန်မှာတော်တော်လေးစိတ်ပျက်မှုတွေရှိလာတာပြီးတော့မှအရေးတောက်လို့ဆိုပြီးတော့မှဟုဆိုရင် အချို့ထဲထဲတဲ့ စကောင်စီတပ်ဖွဲ့မှုကတော့တော်တော်ဆိုးရတယ်လို့ပြောမှာပဲဖြစ်ပါတယ်။တမီတာဆိုးအနေနဲ့ခုလိုမျိုးသူတို့အနေနဲ့ပေါ့နော်။ခ ਾਇ ပောင်းများလာတာဖြစ်ပြီးတော့မှကျွန်တော်တို့တော်လိုင်းပြီးတော့သားတွေနဲ့ပြည်သူတွေဘက်ကနေပြီးတော့မှအလေးဝင်ကြောက်ဖို့ကာလန်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကိုအလေးမြန်ဆိုးကူးပြောင်းတင်တယ်ဆိုတဲ့အကြောင်းလာထပ်ပြီးတော့မှပြောလို့ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဒီပေါ်မှာပူတူမှနေပြီးတော့မှအခုဆိုရင်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်ရဲ့နောက်ကမှနိုင်ငံကြီးတွေအားနေမြို့မှာပုံပတ်သက်မှုရှိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အားချောင်းစင်ခေါ်ပြောဆိုထားတဲ့အရာလေးဆက် ပြီးတော့မှကြည့်လိုက်ရအောင် အညာပဒက်တီအဖေခေါ်နေတယ် CN နဲ့ CN လေးရဲ့နောက်မှာနိုင်ငံခြားပြောကကြီးပါနေတယ်ဆိုတာသိတာထင်ရှားတယ်ဆိုတော့ကျွန်မခင်ဗျားတို့ကိုနောက်20နဲ့30နှစ်ကပြောခဲ့တယ်ခင်ဗျားတို့အဖေခေါ်နေတဲ့ EU ကို EAO တွေရဲ့နောက်မှာတခြားနိုင်ငံရေးအကြောင်းတွေးတွေနဲ့တခြားသောနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကန်မှုမပါပါဘူးလို့ခင်ဗျားတို့အာမခံနိုင်သလားလို့ကျွန်မမေးခဲ့တယ်ကျွန်မကလူလူမေးပေမဲ့ကျွန်မကိုစစ်ကောင်စီကြားရရောနော်သူမရှိပဲနဲ့ကျွန်မပြောတဲ့စကားလုံးတွေကိုဖြန့်ညက်ကတ်ထက်ပဲဖြန့်ညက်ကတ်ပဲလုံးကြတယ်ဒီထက်ပိုတဲ့အရေးချမ်းသူတို့မှမရှိကြဘူးနော်ဆိုတော့က ခင်ဗျားတို့ကတစ်စိတ်ရှိပြီးတွင်းစစ်ပါပြီးတွင်းစစ်ပါဆိုတော့ခေါင်းစဉ်တိတ်တိတ်ဖောင်းတိတ်တိတ်လေးကိုမဟုတ်ပဲနဲ့အဲ့ဒီပြီးတွင်းစစ်ဆိုတဲ့ပေါင်ကိုကြော်ပြီးတော့ငါတို့နိုင်ငံမှာငါတို့နိုင်ငံသားတွေမရင်ညွတ်တဲ့အတွက်ငါတို့အချင်းချင်းကိုအုံချပြီးတော့ငါတို့အမေကိုအုံချပြီးတော့ငါတို့ကိုဂျားခန့်စစ်အစင့်ခန့်စစ်ဆင်နွှဲနေကြတယ်ဆိုတာခင်ဗျားတို့သဘောပေါက်ကုန်လို့လေဆိုတော့ကျွန်မထပ်ပြီးမေးမယ်အခု PDD NUG တွေကအဖေခေါ်နေတဲ့တရလလေးရဲ့ MNT ရဲ့နောက်မှာကိုးကန်နဲ့ပလောင်ရဲ့နောက်မှာတရုတ်ရဲ့ချီဟာလက်ရမပါပါဘူးလို့ခင်ဗျားတို့အားမခံနိုင်သလား ဘာကြောင့်ဒီစကားကိုမေးရလဲဆိုရင်လက်ရှိမှာကျမတို့နိုင်ငံနိုင်ငံအခြေခံကရုရှားကိုသွားတယ်ဘလာရုကိုသွားတယ်အခုပြန်လာတဲ့အချိန်မှာတရုတ်နိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံကိုအခုကျမတို့နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတာရှိတယ်။ဆိုတော့ကဟာမြန်မာပြည်ကတရုတ်ကျုံဖြစ်တော့မယ်လို့ရုရှားကျုံဖြစ်တော့မယ်လို့ပြောတယ်။ဆိုတော့ခမရုကိုယ်တိုင်က EAO EAO ရဲ့ကျုံဖြစ်ပြီးတော့ခမရုအဖေခေါ်နေတယ်အဲ့ဒီ EAO EAO ကိုကန်ဒီပလောင်တွေကတရုတ်ရဲ့ဟောစာခံလက်ဝတ်ခံဖြစ်နေတယ်။ဒါကြောင့်မလို့ခမရုကကျုံတော်မှာရိုးရိုးကျုံမဟုတ်ဘဲနဲ့တဆင့်ခံကျုံတပေါက်တွေဖြစ်နေကြတယ်။ မဟုတ်ပါဘူးလို့ညှင်းကြင်နေလို့ရှိရင်ကျွန်မစိုက်ခေါ်ရယ်အဲ့ဒီ TNL MTA ရဲ့နောက်မှာနိုင်ငံရေးအကြောင်းတွေတခြားနိုင်ငံတွေရဲ့ပြောကမပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနိုင်လားဘူးသူမတော့အခုလိုမျိုးပြောနေမျိုးစပြောရတယ်နော်မြောက်လိုင်းတို့ကိုကြတော့အခုစဉ်တေယောကနေပြီးတော့မှနောက်ွယ်ရနေတေချာလေးကိုထောက်ပံ့ပေးတာကိုကြတော့လီလူရှုထားပြီးတော့မှကျွန်တော်တို့တော်လိုင်းတဖို့နေနောက်ွယ်မှာနိုင်ငံကြီးတွေရဲ့ပြောကကြောင့်ပဲအခုစဉ်သူတို့အနေနဲ့တိုင်တိုင်းအောင်ဖို့ရရှိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အားချောင်းပြီးတော့မှမြူပြနေတော့တွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ ဒီဘောမတွေအနေနဲ့ကတော့ဒီပြပနိုင်ငံတွေရဲ့ဝင်ရောက်ဆွဖမှုတွေကြတော့ကျတို့ကိုဒီဂျင်းနဲ့ပြတော့မပြောနိုင်မှာဆောက်ပြီးပြောအခုလိုမျိုးပေါ့နော်ပြည်သူတွေနဲ့တိုင်းတဖွဲ့ဝင်ကြတဲ့မှာသူခက်တက်ရှုတဲ့နေလာတွေကိုအသုံးပြုပြီးတော့လှုပ်ဆောင်နေတာကိုတွေ့ရပေမဲ့တစ်ဖက်မှာကျတို့တော်လိုင်းရေးတပေါင်းစုတစ်ခုအနေနဲ့ကတော့ပြပအခွင့်အရေးတွေရယူရဖြစ်စေမရယူရဖြစ်စေအောင်ပွဲတွေရရှိနေတယ်ဆိုတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်အနည်းဆက်ဆုံးဆိုရင်တော့ဘောမျိုးอ่ะဆိုရင်ကျတို့ KA PDF ဘောတဖို့နဲ့လည်းထည့်ရရှိတော့မှာဖြစ်ပြမဒီချိန်မှာသူတို့ရဲ့ပေါ့နော် နောက်ကွယ်ကနေပြီးတော့မှပြည်ပနိုင်ငံတွေရဲ့ဩဇာလွန်မှုမှုအကြီးမားနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပုတ္တမနေပြီးတော့မှပြောလို့မျိုးစားပေါ့လိုပဲဆိုပြီးပြောဆိုနေတော့မှဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လံပြတော်သားသူဖြစ်တဲ့မှတဲတဲကနေပြီးတော့မှမြောက်လိုင်းတို့စခွေးရိုးကိုက်တွေနဲ့ဒီလိုမျိုးပေါ့နော်ပုတ္တမလိုမျိုးအောက်တန်းစာဘောမှအရေးချုံအဖွဲတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ ်စစ်တပ်ရဲ့မကောင်းတဲ့တွေသူ့ရဲ့မကောင်းတဲ့တွေကုကလိကဆိုင်ရာမကောင်းတဲ့တွေပြောတာနဲ့ထောင်ချတပ်ဖြတ်ဖြစ်ခဲ့တဲ့ဟိုကောက်နေပေါ့နော်အဲ့တော့ကျမတို့ရဲ့နိုင်ငံသားတွေအပေါ်မှာဘာစေတနာဘာစီးမှမရှိဘူးကျမတို့မြန်မာတနိုင်ငံလုံးကိုကျုံသဘောမျိုးသူတို့ရဲ့ကျုံသဘောမျိုးသူတို့ခိုင်းတာလို့သူတို့ဆေးရသွားသူတို့ပြောသမျှပဲနားထောင်ဘေးသတင်းတွေအကုန်လုံးပိတ်ခဲ့ပြီးတော့မှကျမတို့တနိုင်ငံလုံးကိုဒီလိုချင်းတွေးပြီးတော့နိုင်ငံရဲ့ဝင်ဝင် เนาะတဝက်လောက်ကိုသူတို့အတွက်ပဲသူတို့ကိုကြိုးနေအတွက်ပဲအတုံးပြုခဲ့အတွက်ကျမတို့မြန်မာနိုင်ငံမှာကเนาะစားကြရမရှိတဲ့လူတွေထားကြရမရှိတဲ့လူတွေအဲ့နှစ်ခုပဲကွာเนาะချမ်းသာတဲ့လူကထားကြရမရှိအောင်ချမ်းသာပြီးတော့ဟိုစားကြရမရှိတဲ့လူကကုန်းကောက်ကြရမရှိအောင်စင်ရတာပေါ့เนาะအဲ့ဒါဒီလိုမျိုးအုပ်ချုပ်ခဲ့လို့ဒါဒီအချိန်တွေကိုရောက်ခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဒီအညွန့်အဖူအဲ့ဒီအရသာကသူရဲ့ တို့ရဲ့စိတ်ဝိညာဉ်တွေတို့ရဲ့အုံနောက်တွေထဲမှာလုံးဝပုံမှန်သွားပြီးတော့တို့မှာဘာကိုချင်းစာတရားမှမရှိဘူးအဲ့တော့တစ်ခါလေဘောမကြီးပြောပြောနေဟာဘလို့တတ်ချုပ်ကြီးကဘလို့ကောင်းတာဘလို့ပြီးသူပုံမှာစေတနာရှိတယ်လို့မင်းကပြောင်းတိုက်ပြီးခုချိန်လေးပြောနေတာရှိတယ်နောက်မှပြီးသူပုံဟာအဲ့မဟာလာတို့ဘက်ကနေအတုံးမကြတဲ့ဟိုအရေးချင်းမမီတဲ့ကိစ္စရက်တွေကိုတွေ့လို့ရှိရင်ဘောမကြီးပြောပြောထထအော်တာရှိတယ်တို့အဘကိုတို့ပြန်အော်တာရှိတယ်ပြီးသူတွေဘလို့ငဲ့ညားမှာလို့စာတင်ကြောင်းကြီးဘယ်လိုပြန်ညာအနာကက်လုံးငယ်ရှောက်ပြောနေကြတာဟာလာတကယ်တမ်းကျတော့တို့ပြောတာတို့ပြောတာနေတို့လုတ်ခဲ့တဲ့ဆက်ကဆက်လုတ်ခဲ့တဲ့လုတ်ရက်နေလုတ်ရက်တွေကတခြားစီစီနေကြီးပဲအဲ့တော့အဲ့ခွေးပစက်ကနေနတ်စကားတွေထွက်နေလို့ပဲအဲ့လိုမျိုးစကားတွေလေအဲ့ ကြော်မျိုးမင်းတို့ကြောက်မျိုးမင်းတို့ထပ်ထပြောလိုက်လို့ရှိရင်တအားရည်ကျင်တာဒီလားနော်မတန်မရတွေပြောနေတယ်ကိုကျင်းစာတရားတို့မတန်မှုရှင်တို့တွေနဲ့မပြောရပါနဲ့နော်အဲ့ဒီလိုမျိုးလုပ်ခဲ့တဲ့ဟိုကိစ္စရက်တွေကြောင့်သူတို့နိုင်ငံကနိုင်ငံတကာနိုင်ငံတကာကိုတွားရင်အဲ့ဒီလေဝဲမှာကိုစောက်ပြေတနာတက်လာဟုတ်လားမြန်မာဆိုတာနဲ့ရစ်ပြီဟုတ်လားမြန်မာဆိုတာနဲ့ရစ်ရစ်ခံလူဒန်းစားဖြစ်နေပြီဟုတ်လားကျွန်တော်မြန်မာနိုင်ငံကနော်ဒီ မအလားတို့ဒီစစ်ကောင်စီလက်ထက်မှာစစ်အုပ်ချုပ်ရေးလက်အောက်ထဲမှာအများအမ်းခေတ်ဆက်ဆက်ကသူများနိုင်ငံရဲ့အလုပ်သမားပဲဖြစ်ခဲ့တာ။ဒီသူများနိုင်ငံကပညာတည်ပညာတော်တင်သွားတယ်ဆိုတော့သူ့တာသမီတွေသူ့အမျိုးတွေသူ့အဝန်ဝန်းကြီးတွေသူတို့ပဲအခွင့်အထူးခံလူတန်းစားအဖြစ်နဲ့ကျွန်တော်တို့တိုင်းနိုင်ငံလုံးဒီအတိုင်းအုပ်ချုပ်ခဲ့ရ။အဲ့တော့ဒီခေတ်ဆက်ဆက်မှာကျွန်တော်တို့ကဟိုအလုပ်သမားတွေသူများနိုင်ငံရဲ့အလုပ်သမားအဖြစ်နေပဲအများအမ်းမျက်နှာမြင်လေရတယ်။နော်။ဆိုတော့ဘောမတွေကနော်ခေါင်းထဲမှာဘာမှလူဖြစ်ရတာကသူ့အတွက်ကလေတကယ်စံကုန်တကယ်မြေလေးတဲ့ကောင်ကြီးတိလား။အဲ့လိုကောင်ကြီးကလေကျွန်တော်တို့အနေနဲ့ဟိုမမြန်သေးွားလေကောင်ကြီးပဲ။ ကဲဒါတော့ဗောနော်ကျွန်တော်တို့မတဲတဲကနေပြီးတော့ဘောမရက်ကွက်အများဆုံးရှင်းပြဖို့သူကနေပြီးတော့မှလူလာတဲ့ဆိုတဲ့အကြောင်းတည်းကိုပြောလိုက်တာဖြစ်တယ်တကယ်လဲဒီစစ်ကောင်စီလိုမျိုးဆက်လက်ရုံမှမတွေဖြစ်လာအောင်နောက်ကွယ်နေပြီးတော့မှလုံးဆောင်အားပေးနေကြတဲ့အုပ်စုတွေကအဲ့ဒီရက်ကွက်ပဲဖြစ်ပြီးတော့မှအခုချိန်မှာတော့ကျွန်တော်တို့ဘယ်နေရရောတခြားနိုင်ငံတွေရဲ့အမြင်သိချုံနဲ့ခံရတယ်ဆိုတော့လဲပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီပညာရေးဘက်ပိုင်းမှာရောအလို့ကောင်ပိုင်းဘက်မှာကြည့်မယ်ဆိုတော့ကျွန်တော်တို့တခြားနိုင်ငံတွေသွားတယ်ဆိုရင်အခုချိန်ထိပေါ့နော်မိနစ်ငယ်နဲ့နေရာတော့ဖြစ်ပြီးတော့မှ ဒီကြားထဲမှာစစ်ကောင်စီနဲ့ခရိုနီအတိုင်းဝန်ကနေပြီးတော့မှသူတို့ရဲ့မျိုးစစ်တဲ့ကလေးငယ်တွေဆိုတော့ကျွန်တော်တို့ဒီပညာသင်စုပိုင်းဆိုင်မှာဆိုလဲအကုန်လုံးရယူထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်ဒီချိန်မှာနောက်ွယ်ကနေပြီးတော့မှဒီလိုမျိုးအုပ်စုတွေကနေပြီးတော့မှကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဟိုလိုမျိုးဘေးကျန်နေတဲ့တခြားနိုင်ငံတွေမှာကျွန်းသူပေါင်းလိုမျိုးခံရတာကမြောက်နိုင်တို့အုပ်စုနဲ့လုံးဝမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေအထိပြောဆိုနေကြတော့လဲအားလုံးလည်းတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အားလုံးတည်ထားတဲ့အတိုင်းပဲရင်းမာပြမျိုးနဲ့ ြန်လဲရွာကပေါ့နော်သူနာပြုတ်ဆီယာမာနဲ့ကျွန်တော်တို့ PDF တည်ရင်မှုတည်ဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်လားကိုတွေကဒီလိုမျိုးမတရားမှုတွေလူဘွားမှုတွေမခံနိုင်လို့လက်နက်ကင်ပြီးတော့စန့်ကျင်ကြတာကိုကိုတိုင်ကအဲ့လိုမျိုးတယောက်နဲ့တယောက်စီးလုံးမှုမရှိညီညွတ်မှုမရှိမတရားမှုတွေလုပ်မယ်အာဓမ္မတွေလုပ်ကြမယ်ဆိုကျွန်တော်တို့တွေဒီတိုင်းပြီးအပြစ်ခံပြီးတော့မတော်နိုင်ကြနဲ့တော့မင်းရောက်လိုက်တာလယ်ဆင်းခံပေးလိုက်အကောင်းဆုံးပဲဒါရှင်းရှင်းလေးပဲဟုတ်တယ်မလားဒါကြောင့်မလို့ဒါလူအနေစုပါဟိုဒီညာလေးကိုဖျက်ချက်ကလောက်ပြီးတော့ခွေးသားတွေကတော့ကြောက်ကြပြောမှတကြ ဟိုကျွန်တော်ပြောတာကလူအ ਨੇ စုဖြစ်နေတဲ့ဟာကိုပြောပြတာပါလူအများစုကတော့တော်နိုင်စိတ်ထဲနဲ့တော်နေကြတာအဲ့ဒီလူအ ਨੇ စုကိုလည်းကျွန်တော်ထိန်းနိုင်ဖို့လိုအပ်တယ်အဲ့တော့သိထားမှာကကျွန်တော်တို့ဒီတော်တိုင်းကြီးမှာပါဝင်နေတဲ့လူတွေအထူးသဖြင့်အဲ့ဒီခါးချားမှာတစ်နှစ်ထည့်ထားတဲ့လူတွေမှန်သမျှလားအဲ့ဒီတစ်နှစ်ကငါတို့မတရားတာကိုတော်လှန်ဖို့ဒီလိုစောက်ကြီးရောက်လူဘဝတာတွေကိုငါတို့တော်လှန်ဖို့ကင်ခါတာဆိုတော့အတိကိုအမြဲမွေးနိုင်ဖို့လိုအပ်တယ်အဲ့ဒီဥတီချက်ကလွယ်လို့အဲ့ဒီတစ်နှစ်ကိုအချမ်းနေရာမှာကျွန်တော်တုံးဆိုးမှုမရှိပါဘူးဒီတစ်နှစ်ကပိုပိုင်တဲ့တစ်နှစ်မဟုတ်ဘူးဘာလို့ဆိုလူတွေကလေလက်နဲ့ကျွန်တော်ပြေပုံကပို့တစ်ခုရေးဦးပါလက်နဲ့ကင်နဲ့အရတာလားမသိဘူး နည်းနည်းကြာပါပြီကျွန်တော်ရေးခဲ့အဲ့ပူလေးအဲ့ပူလေးကကျွန်တော်ပေါက်သွားတယ်နောက်နောက်ပြီးတော့ copy ပြန်ယူပြီးတင်တဲ့လူတွေတွေ့တယ်တွေ့တယ် credit တောင်မပေးပါဘူးပေးပေးပေးအာယုံမလာပါဘူးဟိုအဓိကအဲ့မှာကျွန်တော်ပြောချင်တာကလက်နဲ့ကင်နဲ့အရာလားဆိုတာတကယ်ကောင်းပါလေကင်နဲ့လူတွေတိမှာပေါ့ဘာလို့ဆိုတော့တနက်ကလေးမရှိတဲ့လူနဲ့တနက်တစ်ခုလောက်လက်ထဲရောက်လာတယ် feeling ချင်းမတူတော့ဘူးဟုတ်တယ်နော်ဟုတ်တယ်နော်ကိုကအခုကိုရဲမတယောက်နေနေ video နဲ့ဝင်မှာဗျာကိုကတနက်မရှိဘူးအဲ့ဒီချိန်မှာ backless ဆိုပြင်စရိုဖြစ်ဖြစ်အဲ၁၆ဝက်ပြင်တနက်လောက်ရလိုက်မယ်ဆိုရင်အဲ့ဒီ feeling ကိုရဲပေါ်တိုင်းခံစားဘူးလေ ဟုတ်တယ်နော်လက်ရှိတမက်ကင်တန်းနေဆုံးပြီအားလုံးခံစားမှုလည်းမလားအဲ့ဒီ feeling ဘာ feeling လဲကိုကိုတီးဖို့လို့လေဟာဒီ feeling ကောင်းတဲ့ feeling မဟုတ်ဘူးကောင်းတဲ့ feeling မဟုတ်ဘူးအဲ့လိုခံစားပြုမဲ့နောက်ဘာဖြစ်လဲလက်နဲ့မရှိတဲ့ကောင်နဲ့စပ်ပုံတယ်လက်နဲ့ရှိတဲ့ကောင်ရှိတယ်လီမင်းနဲ့တက်ရှိတဲ့ငါးတန်းနဲ့လာလီွားဆိုတဲ့ပုံစံမျိုးဖြစ်လာတလိမ့်ဆန်ွားထားတယ်ကျွန်တော်တို့ဝင်လာအဲ့တော့အဲ့ဒီချိန်မှာကိုကကိုကိုတီးရမှာလားဘယ်မဖြစ်ဘူးငါတို့ဒီလိုတိတ်ဆန်ွားထားယူမကြိုက်လို့ငါတို့ကဒီကောင်ကြီးကင်ထားတဲ့လက်နဲ့ကိုငါတို့ဒီလက်နဲ့ပြန်တော်ထားတာအဲ့ဒီပြင်ဒီတက်လက်ကအချမ်းမြတ်တော့ဘူးမရှိဘူးဒါတော့ကိုစီကနေပြတော့မှာပါနော်ကျွန်တော်တို့ဒီ PDF တွေနဲ့ တခြားဒီအဖွဲ့တွေတော်လိုင်းအဘိဓာတွေချင်းချင်းကြားထဲမှာဖြစ်ခမှုတွေရှိခဲ့တဲ့ဆိုတော့သတင်းတွေကျွန်တော်တို့ခုရဲ့ပိုင်းခက်စစ်စစ်ကြားရတယ်ရှိတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးပြောဆိုထားတာဖြစ်ပါတယ်။ဒီကုဘိုစီတေဆိုတဲ့ကိစ္စအဆင်လဲပေါ့နော်။ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းဆိုရင်တော့ဒီကုဘိုစီကနေပြီးတော့မှသူနာပြုတ်ဆီမောက်တက်ပြီးတော့မှသူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ကြားသိရတဲ့ပြီးတော့မှဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်းခုဆိုရင်အမှုမှန်ပေါ်ပေါက်နိုင်ဖို့စူးစမ်းစုံစမ်းနေဆက်ပဲဖြစ်တယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘယ်လိုပဲပြောနေပါစေခုဒီတော်လိုင်းမှာဆိုရင်တော့တော်လိုင်းတက်ဖို့ဝင်ရဲ့အနေနဲ့ ဒီလက်နေရဲ့အရာတောင်တွေ့ရှိပြီးပြတာနဲ့ပေါ့နော်ကျွန်တော်အရင်ကဆင်းတဲ့ထူးခြားပြတော့မှပြောင်းလဲမှုတွေရှိတယ်ဆိုတော့လဲတွေ့တာဖြစ်ပြတော့မှတချို့တလေကတော့စီပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းများစွာကြုံတွေ့နေရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ပြည်သူတွေအနေနဲ့အချင်းချင်းဝိုင်းဝန်းဖိမရင်းနဲ့တိုးတို့ကိုတိုးပေါ့နော်အညိုအာဃာတလေးတွေဖျက်ရှားပြတော့မှကျွန်တော်ရဲ့ဘုံရသူဖြစ်တဲ့မြောက်နိုင်တို့အုပ်စုနဲ့ဖက်ဆက်အာနာရှင်စနဲ့ဖြူချဖြိုလဲနိုင်ဖို့အတွက်အလုံးဝိုင်းဝန်းအတုံခွန်ဆိုင်စ조사ကြပါဆိုလို့ပြောရတဲ့ ကျွန်တော်ဒီနေ့မှာပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြေဘဖီတို့များလို့အထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခွေကြမှာချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ channel နေ့တက်လေးပတ်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်